ားလုံးပဲမင်္ဂလာပါရှင်။နန်းဒစိ channel မှာကြိုဆိုလိုက်ပါရစေ။ဆရာတတို့ရဲ့နှစ်ကိုတူအပိုင်းငါကိုသူရရဲ့ညီမလေးဒါအခုနေရှိနေအောင်မယ်ဆိုရင်ငါနဲ့ တက်ရွယ်သူနီးပါးရှိမယ်ထင်ပါရဲ့ကိုသူရဟာငါ့ပေါ်သူညီမလေးအစားရသလိုနှွေးထွေးကျင်လာတယ်ပြီးသူညီမလေးကိုတတိယနေသလိုမျက်နှာနွမ်းနွမ်းနဲ့ဆွေးဆွေးငေးငေးရှိနေတတ်ပြန်ရောဒါပေမဲ့ကိုကရွာမှာအနေနေခဲ့တယ်ညီမလေးနဲ့လည်းဒီလောက်နှွေးနှွေးထွေးထွေးနီးနီးကက်ကက်မနေခဲ့မိဘူးကိုမို့ရွာပြန်ရောက်လာရင်ညီမလေးဟာဆွေးဆွေးခုံအောင်ပျော်နေတော့တာဘဲမှမသွားမကစားတော့ဘူးကို့နောက်ပဲတကက်ကက်ရှောက်လိုက်နေတော့တာ ကိုသူရကတော့ရွာပြန်ရောက်ပြီးတရက်နှစ်ရက်နေရင်မြို့ကိုပြန်ဖို့အထုတ်အပိုးပြင်နေပြန်တာတဲ့သူတို့ရွာနာဝင်းကျင်ကလေပွဲတွေနဲ့ပဇွန်ကန်ကြီးတွေဟာသူမိဘများတီထောင်ခဲ့သောလက်ငုပ်လုပ်ငန်းတွေသာများလာတယ်တဲ့ဒါပေမဲ့သူမိဘများရဲ့စီးပွားဥစ္စာနဲ့ပိုင်ဆိုင်မှုတွေအကြောင်းကိုသူရတခါဘူးမျစိတ်ဝင်စားခဲ့စဘူးသူက ရွာနဲ့အလန်းကွာဝေးလွန်းလာသူရွာမှာမွေးဖွားခဲ့တဲ့ရွာသားတိသား ဖြစ်တယ်ဆိုုံသာပဲတဲ့သူဟာအဖိုးဖွားများရှိရာမြို့ပေါ်မှာသာပညာသင်ကြားရင်းကြီးပြင်းရွယ်ရောက်လာခဲ့ရတာပဲအဖိုးဖွားတို့ရှေ့စဉ်နောက်ဆက်ဆုံးပါသွားခဲ့တော့လေဘော်ဒါကျောင်းသားဖြစ်ရပြန်တာပဲသူဆယ်တန်းဖြည့်ပြီးနောက်အဖေကရွာမှာပြန်နေဖို့ခေါ်တာကိုမငင်းစံတာခဲ့ပေမဲ့မြို့ပေါ်မှာမခွာရအောင်စင်ကြီးလှလှပြနိုင်ခဲ့ပြန်တယ်မြို့ပေါ်မှာပဲ အောင်စရင်ဆောင်ရင်ကွန်ပျူတာအခြေခံသင်တန်းတက်မယ်ဆိုတော့သူ့အစီအစဉ်ကို အဖေတယောက်သဘောအကျကြီးကြာနေခဲ့ပြန်တာအမေကတော့အမေသားလေးအမေနဲ့ရင်အောင်မကွာနေရတယ်လို့တခါမှမရှိဘူးမင်းကလည်းဖြစ်သေးမနေစမ်းပါနဲ့မင်းသားမိမရတော့မှမင်းသားနဲ့လိုက်နေကြည်နေမှာပါကျုပ်ကကျုပ်သားနဲ့လိုက်နေပြီးမြေထိန်အောင်မှာကံကြမ္မာကဒီလိုဖန်လာခဲ့မယ်မန်းသားသိရင် ကိုအမေနဲ့အတူရသလောက်ချိန်ကလေးမှာ ပြန်နေကျင်ပေးခဲ့ပါရဲ့ခုတော့ကိုသူရတယောက်ခုတိုင်ယူကြိုးမရရှိစေအဲ့နေ့နေ့လေခင်းကလေးကလေးတွေတသုံသုံတဝူးဝူးတိုက်ခတ်နေခဲ့တာကိုတို့တငယ်ချင်းတွေကတော့နေ့စဉ်ပြုတ်နေကြအတိုင်းပဲဘီလီယက်ခုံမှာရေရေမောမောပဲနေ့လေစာစားချိန်ရောက်တော့တငယ်ချင်းတို့အိမ်ပြန်နှင်းကြပြီကိုကတော့သူတကာထက်ဇွဲကြီးသူမို့အိမ်ပြန်ဖို့စိတ်ကိုမကူတာခောက်ဆွဲပြုတ်တထုပ်ကိုမတ်တပ်မှစားပြီး တဲကြီးမဲကြီးအကစားမပြတ်ခဲ့ဘူးလေအဲ့ဒီအချိန်မှာမိုးပေါက်တွေတဖြောက်ဖြောက်ကျလာခဲ့တော့တာတဲ့လေလဲစန်းစားပြူလာခဲ့သလိုထင်တာတောင်မှုမှန်မထားခဲ့ကြဘူးတဲ့ဟိတ်ကောင်တွေလေတွေတအားတိုက်လာပြီဘီလီယက်ခုံပိုင်ရှင်ဦးလေးကြီးရဲ့စကားမဆုံးမိမှာပဲဘီလီယက်ခုံအတွင်းမှာရောပတ်ဝန်းကျင်မှာပါကတုတ်ကရက်စီစီလောင်လောင်အတန်တွေကြားလာရတော့တယ်တဲ့ ခုံရှိကနေအောင်ကတော်ပလင်ကဲလာတကားတွေကိုတယောက်ယောက်ကအားနဲ့ဖြုတ်ချလိုက်သလိုကစင့်ကလျာလွင့်စင်ပြုတ်ကျလာတာအပြင်ဘက်လမ်းမပေါ်မှာပြေးလွားအော်ဟစ်တန်တွေညံဒီထက်ညံလာခဲ့တော့တာနည်းနည်းတော့ထိတ်လန့်စားပြုပြီးလေတိုးတိုက်ခတ်တန်တဝောဝဝင်းကျင်တစ်ခုလုံးလဲရိမ့်ထိုးလာတော့သလိုထင်ရတယ်မိုးကပိုသေးလာတယ်အညိုတကြီးနဲ့တပြောပြောတွန်ချနေတော့တာမိုးရွာရင်လေကပါးလျသွားရမှာဒါပေမဲ့လေရောမိုးပါအပြိုင်ကျဲနေတာပဲ။ မင်းတို့အိမ်ပြန်ကြတော့ဆိုပြီးတကားတွေပိတ်ကဲလားတွေချရင်ဦးလေးကြီးဖြားများနေတဲ့ကြားကနှင်လီမကြိုင်မင်းကလေးကိုခွာက အလင်းစလိုပြေးမိပြင်ပြန်တာဒါပေမဲ့ဆက်ဘင်းကရှေ့မတက်နိုင်တော့ဘူးတဲ့လေက ရှေ့ဘက်ကနေပိတ်စည်းတိုက်ခတ်နေပြီမို့နောက်ပြန်လဲပြူလွင့်ပါသွားတော့မလို့ဖြစ်နေပြန်တာလေငင်အောင်ခဏဆောက်မှဖြစ်မယ်ဒါပေမဲ့လေကပိုလို့တောင်ရိုင်းချမ်းလာသေးတာမိုးကလည်းတဲသေးသေးတွန်ချလို့ကောင်းတော့ရုတ်တရက်မီးတွေပြက်ကုန်တယ် မကြုံစဘူးလမ်းမပေါ်ရေလွှမ်းသွားတယ်မြေရေပါတိုးလာတာသတိပြုမိကြတဲ့မြစ်ကိုမျက်နာမူထားတဲ့ကန်နာလမ်းမတန်းကဆိုင်တွေအိမ်တွေ ရေမြုပ်ကုန်ပြီလူတွေပြေးပြေးလွာလွာရွှေ့ကြပြောင်းကြလှုပ်လှုပ်တဲတဲပဝင်းကျင်တခွေတပြေလုံးမှိုင်းပြလာပြီးလူတို့ခြောက်ခြားစပြူလာကြတော့တယ်။ချောင်းနဲ့ဒိုင်းနဲ့တစ်ကိုင်းကြီးတွေကြိုးကြလွင့်စင်ကြတယ်။ဓာတ်တိုင်တို့လဲပြူကြတယ်။အိမ်အမိုးတွပြားတွေကွာကြလွင့်ပြန်ကုန်တယ်။ အိမ်ထဲမှာတော့မိုးကိုစရာနေရာမရှိတော့ဘူးညနေခင်းကြီးမှာအမောင်ထုကနတ်တီထက်နတ်လာမိုးကမတက်မနာလေကလည်းအကျန်းတကအကျန်းဆုံးပါပဲအချိန်တွေက ကုန်ခဲလွန်းလာတယ်အရှိလျားဆုံးညတညပါပဲမိုးသေးလေထန်ကြမှာဖျားအချိန်ချိန်တပြီးဇောချွေးပြန်နေကြတာသူတို့တွေတသက်လုံးဆိုင်ကယ်ဆက်ဘင်းကိုစီနဲ့လမ်းတလားခဲ့ရလမ်းမကြီးဟာမြစ်ပြင်ကျဲဖြစ်ခဲ့ပြီးဦးလေးကြီးတို့အိမ်မဖက်နှက်ချွတ်ကလေးလဲခြေချင်းဝဲအထိရေတက်မြုပ်နေပြီး ဒီရီတာပို့တိုးလာခဲ့ရင်တော့ပြေးစရာမြေမရှိတော့ဘူးအမေရေကဲပါဒီချိန်ရောက်လေမှကိုသူရဟာအမေနဲ့မိသားစုကိုတတိယစိတ်ပူမိတော့တာတဲ့မင်းတို့အိမ်ကြီးကပက်လေတိုင်ကြီးတွေဆိုတော့တော်တန်ယုံလေမိုးလောက်ကိုမမှုပါဘူးအနီးပတ်ဝန်းကျင်ကအိမ်တွေအားလုံးလဲဒီအိမ်ကြီးပေါ်ပဲခိုကက်စုဝေးနေကြတာပဲအောက်ရေကဖြည်းဖြည်းချင်းတက်လာတာမဟုတ်ဘူးလေချက်ချင်းကိုဝလုံးထိုးတက်လာခဲ့တာလေကလည်းကြမ်းသလားမမင်းနဲ့တသက်နဲ့တကူဒီလောက်ရိုင်းနဲ့ကြမ်းနဲ့လေမျိုး ကြုံရကြုံမှုပေါင်ပဲလိုင်းတွေထန်လိုက်တာလဲတဖြောင်းဖြောင်းတော်တန်ယုံအိမ်တွေဆိုအလုံးလိုက်အုံမိုးဆွဲချပြစ်ပြီးသုံးလေးလုံးတွေရှော့ကနေပါသွားတာဘသူမှဘလို့မှပြင်ဆင်ချိန်မရလိုက်ကြဘူးလိုင်းလုံးတစ်ချက်ဝုန်းနေဆောက်ရက်ပြစ်လိုက်တာအိမ်ရောအိမ်ထဲခုန်နေတဲ့သူတွေအားလုံးရောတစ်တီတောင်မှောက်ချလိုက်သလိုအလိမ့်လိမ့်အထွေထွေမျောကုန်လွင့်စင်ကုန်ကြတော့တာပဲအမေကတော့မဆောက်နိုင်တော့ဘူးအဖေနဲ့တခြားမိသားစုဝင်တွေအားလုံးလည်းပျောက်ကွယ်သွားခဲ့ကြပြီလေ ညီမလေးတယောက်ပဲ ကိုသူရသူကိုသူရညီမလေးမသေးဘူးနော်ညီမလေးကိုနောက်တနေ့နဲ့နဲ့လင်းမှတောဆက်ကခြုံရွယ်တွေပေါ်မှာပြန်တွေ့တာလေအဖျားတွေတက်ပြီးလက်လဲလက်နေခဲတော့ကြောင်ငရန်းတွေပြောနေခဲ့တာဝိုင်းမီပြူစုကြတော့အဖျားကြသွားတယ်တနေ့လုံးတညလုံးဘာမှမစားရသေးတဲ့ကလေးကိုရေလေးပဲနည်းနည်းချင်းတိုက်အစာပြော့လေးနည်းနည်းချင်းစကြွေးရတာပေါ့ နနက်လင်းလင်းလင်းချင်းရွာကို အမိပြန်ပြေးလေတဲ့ကိုသူရဟာဘားကြောင့်များကလေးအနားမှာခောက်ဆွဲပြုတ်စားနေခဲ့မိတယ်လေမိမိကိုမိမိအပြစ်တင်ဖို့ကယနေ့တိုင်ပူပန်နောင်တဖြင့်နာကျင်ပင်မနေစေလဲထင်ပါရဲ့မလေးက ကိုကြီးနည်းနည်းလောက်ကြွေးပါဆိုတော့ဝမ်းနောင်တာနေတာ အစာမဝင်တော့အရန်အားနေနေရဲ့ထင်တာပေါ့ညီမလေးအစာများများစားမှအားရှိလိမ့်မယ်လို့လည်းတွေးမိသွားတယ်များများစားစမ်းညီမလေးလိုတော့အားပေးလိုက်သေးတာညီမလေးကလည်းအငမ်းမရစားနေလိုက်တာ နောက်ဘယ်တော့မှမစားရတော့မယ့်အတိုင်းကိုသူရဟာပြန်ပြင်မရနိုင်တော့တဲ့အဖြစ်အတွက်ယွန်ကျိုးမရနာကျင်လျက်ဥကောင်းငိုက်ဆိုင်ချကကိုကလေးတစ်ဆက်ဆက်တုံနေခဲ့လေတယ် မိမလေးတယောက်ချစ်ချစ်တော့ကိုပူဖျားလျက်တတိလစ်သွားခဲ့တော့တာစားထားသမျှခောက်ဆွဲဖက်များအတိုင်းပြန်အန်လျက်ဇောချွေးတွေပြန်မျက်ဖြူလန်တက်သွားတဲ့မြင်ကွင်းဟာကိုသူရအတွက်တသက်မမေ့နိုင်တော့တဲ့၆အိမ်မက်သားဖြစ်လိမ့်မှာခီးပဲမှာဆုံးမလဲငါဖြင့် မတိတတ်တော့ပါဘူး။ရောက်လူပါပြီ။အာတင်ထားစမ်း။သူကဖေဖေမမအေးမြပြုံးတဲ့ဆိုလာလဲပဲ။ငါမှတော့ပင်မန်းနှုံးချီလို့တေလူမတက်ပါပဲ။တော်သေးတယ်နင်းတယောက်ရှိပေလို့။နင်းလိုအပ်ရင်ငါနင့်အနာရောက်လာမှာပဲစိတ်ချနွမ်းလျာပန်းဟိုက်နေတဲ့ကြားကငါမှအတင်းပြုံးနေရတယ်တကယ်ပဲသူတယောက်ကလွဲရင် ငါချစ်မြတ်နိုးတွေ့တာရသူတွေဟာငါနားမှာဘယ်တော့မှအချိန်ကြာကြာရှိမနေနိုင်ကြဘူးအဲ့ဒါဟာတိတ်နာကျင်စရာကောင်းတာပဲပြီးတော့ခါးသီးလာတယ်ကိုသူရကအလုပ်တစ်ခုထက်လျှောက်ထားတာရခဲ့တယ်ဝမ်းသာစရာကောင်းလာပေမဲ့သူအလုပ်ဝင်ရမှာကတည်နေသေးမှာတဲ့ကိုသူရတာဝန်ကြရာရက်ဟာငါတို့ AR တိုင်းနဲ့ဆိုရင်မြေပုံမှာတော့နီးစပ်တရားထင်ရပေမဲ့ဝေးလန်းလွန်းလာတယ်ကိုမကြမကြပြန်လာခဲ့မှာပေါ့ညီမလေးရဲ့ ပြောပြီးတစ်ခေါက်တစ်ကျင်းတောင်ပြန်လာဖို့မရတော့ဘူး။ကျောင်းသွားစားကမမမော်တို့ကတစ်စက်ဖုန်းဆက်ဖို့ရသေးပေမဲ့တဖြည်းဖြည်းသွေးအေးက စိမ့်သက်လို့သွားတော့တယ်။ပညာရက်ကြီးဖြစ်အောင်လုပ်ရမယ်။စာကြိုးစားတော့ညီမလေးလို့တဖွားဖွားဆိုတတ်သူ အနာမမရှိတော့စိတ်တေလီဟာလေမာလွင့်ကျင်နေဆယ်တန်းနှစ်နှစ်စရိုက်ကြပြီးကျူရှင်ចောင်းပြကလမ်းများတက်လာခဲတော့တယ်မမမော်ကတပြည့်တောက်တောက်မြည်တွန်စူပူလျင်ငါကပိုလို့ပင်အရွယ်တိုက်ပြချင်ခဲ့တယ် ကိုကမိန်းကလေးနော်မိန်းကလေးမို့လဲသူ့အိမ်မှာပို့လို့နေမပြောတတ်တာမမမော်လဲနားလဲရိမ့်မိစေခြင်းနဲ့အိမ်မှာရှိလင်လဲငါကမမမော်တို့လင်မယားနဲ့စကားလက်ဆုံးရှိတတ်တာမှမဟုတ်ပဲအထူးသဖြင့်အကိုကြီးကိုပို့လို့ပင်ရင်မဆိုင်ခြင်းသေးတယ်တကယ်ဆိုအကိုကြီးဟာမမမြတ်နဲ့အကြောင်းပါခဲ့စဉ်ကတည်းကငါ့အပေါ်ညီမငယ်အရင်ချာတဲ့ဖွဲချစ်စနိုးအလိုလိုက်ခဲ့ဘူးတာလေခါတလေစိတ်ကောင်းဝင်ချိန်တွေမှာတတိတိယအောင်းမေးမိပါရဲ့ ဒါပေမဲ့ညကြီးအချိန်မတော်မမမော်ရဲ့အခန်းထဲကကြောပလာခန္ဓာနဲ့အခိုးငွေနေပြန်နဲ့အကိုကြီးရဲ့မျက်နှာကြီးကိုလည်းအတိမှဆွဲမြဲစွာမေ့ဖြောက်မရနိုင်ပြန်ဘူးလေ။ပြီးခိုးစားတဲ့တစ်တီးဟာပို့ချိုးတယ်။ဒီလိုတန်တူကြောင်းကွဲပြောစကားတွေဟာဘယ်တော့မှပျောက်ကွယ်မသွားတော့မယ့်အတိုင်းလေထဲမှာပဲ့တင်ထက်လွင့်ဝဲနေစေလို့ကြားရောင်နေမြဲစိတ်ထဲမှာအမြဲမလုံခြုံသလိုလဲခံစားမိမြဲ။ ချစ်နိုင်ရင် အကိုကြီးတို့မမမော်တို့ရဲ့အရေးအောက်ကလွတ်မြောက်ချင်ပါပြီ။ဒါပေမဲ့အဲ့ဒီလွတ်လန်းကို ရေးရေးပြပြမျှမမြင်ရသေးချိန်မှာတော့အရေးကိစ္စမရှိရင် ကိုယ့်ဘာသာအခန်းအောင်းကတခြင်းတစ်ပုတ်နဲ့ညိတ်နေတတ်လာတယ်။မဟုတ်ရင်လည်းထွေပြားသော အတွေ့အတွေ့နဲ့ညောခြင်းရာညောလွင်းလို့နေခြင်းမိတော့တယ်။ပဝင်းခြင်းကမိန်းကလေးအများစုတို့အိမ်နီးချင်းနိုင်ငံမှာအလုတ်လုတ်ကြအဆင်ပြေနေကြပုံကို ကြားသိမြင်တွေ့နေရတော့ငါလဲသူတို့နဲ့ ြည်ပထွက်ကအလုတ်လုတ်ချေမိပြန်တယ်။မမမောကနင့်ပညာမတောက်တစ်ခေါက်နဲ့ကို့လောက်မှမတက်တဲ့သူတွေသွားနေကြတာမှအပုံ။သူတို့ကကို့ရဲ့ရွာမှာတစ်လလုံးနေလို့မှ၄-၅သောင်းဝင်ငွေရဖို့မလွယ်ဘူးလေ။တစ်ဖက်နိုင်ငံမှာလစာလေးတင်ငနဲ့မဖြစ်စလောက်ရတာကိုအဟုတ်မက်နေကြတာ။လစာရတာတာမြင်တာဘလောက်ရုံးကန်ကြရတယ်ဆိုတာရောနင့်ကိုပြောမပြကြဘူးလား။သူတို့တောင်ရုံးကန်စူးစမ်းနိုင်ရင်ငါလဲတက်နိုင်ရမှာပဲဒါပေမဲ့အတွေးဟာအတွေးပါပဲ။ နင့်အသက်ကလေးနဲ့စောင့်မိုးပွဲအအောင်သာစူးစားပါဟဲ့ဒီတနေ့လောက်စူးစားလို့အောင်သွားရင်ငါတက်ကတူဆက်ထားပေးမယ်ဘွေးရပြီးရင်တော့နင်လှုပ်ချင်ရလှုပ်ပါအခုကနင်အရန်ကိုငယ်သေးလို့ပါဟဲ့အမှန်တိုင်းဝင်ခံရရင်ငါဆယ်တန်းဆက်မဖြေချင်တော့ဘူးမမမော်တို့မသိအောင်တိတ်တိတ်ကလေးအိမ်ကနေထွက်ပြေးရကောင်းမလားစဉ်းစားမိသေးတယ်ဒါပေမဲ့စုဆောင်ထားတဲ့မုတ်ဖိုးလေးမစိုးမပိုးနဲ့တော့စွန့်စားဖို့လည်းမရဲပြန်ဘူးပြီးအကိုကြီးတို့မမမော်တို့ကိုစိတ်မရှင်းအမြင်မကြည်တာလားရှိပေမဲ့ တို့ရဲ့ကျေးဇူးတရားကိုတော့မမေ့စကားမှုလို့အတိမှရှိပါတယ်။ခြေစုံကရင်လဲမဝင်ပါပဲ။စိတ်မပါတဲ့ကျူရှင်စာတင်ဝိုင်းစီခြေတရွတ်ဆွဲကရောက်ရပြန်ပြီ။စိတ်လက်မဝင်စားခက်ခဲပင်ပန်းလာတဲ့သင်ငန်းစာတွေကိုစိတ်ပြတ်မိလေတိုင်းထွက်ပြေးကျင်လာပြီ။တဖွားဖွားညင်းညူစေအတော်ပဲငါလဲထွက်ပြေးကျင်နေတာပဲလို့ဇော်အောင်ပြောလာတော့ငါနှခါပြန်မစင်းစားချင်ခဲ့တော့ဘူး။ ါပေမဲ့ဆယ်တန်းစာမေးပွဲကိုတတိယမြောက်ကြရှုံးပြီးလေမှအကောင့်ထဲပေါ်ပြစ်ခဲ့တော့တာစောအောင်နဲ့ဆုံဖြစ်တာကတတိယမြောက်ကြရှုံးမဲ့စာမေးပွဲမတိုင်ခင်လပိုင်းအလိုကလေးမှာပဲ အဲ့ဒီနေ့ကကျူရှင်ပြေးက shopping mall အသစ်ဖွင့်ပွဲနဲ့အလှကုန်ပစ္စည်းရောင်းမြင့်တင်ပွဲစီတငယ်ချင်းမနှစ်ယောက်နဲ့အတူလစ်ထွက်ခဲ့တာအဲ့ဒီမှာဆိုင်ခန်းခါတွေတိတ်မများလာဘူးတဲ့မမမော်ရဲ့မိတ်ဆွေတယောက်ကသူ့စပင်မိတ်ကအလှပြင်ဆိုင်ကိုအဲ့ဒီကိုပြောင်းဖွင့်မယ်လို့ပြောသွားတာအမှတ်တမဲ့ကြားလိုက်မိတာကိုပြီးသူ့သမီးကအမှတ်တရလက်ဆောင်ပစ္စည်းဆိုင်လေးလဲဖွင့်အောင်မယ်ဆိုတော့စိတ်ဝင်စားနေခဲ့တာရောက်အောင်သွားအောင်မယ်လို့လဲဆုံးဖြတ်ချက်ချခဲ့တာ ငါရောက်သွားချိန်ကအတန်ငယ်စောစီးနေတော့လူပရိသတ်ကကြဲကြဲပါပါသာရောက်လာကြသေးတယ်။အပေါ်ထက်ဈေးဆိုင်ခန်းတွေစီတပတ်လဲလျှောက်ပြီးတော့ကော်ဖီဆိုင်မှာကော်ဖီတစ်ခွက်စီမှာကမျက်စိအစာကျွေးရင်ချိန်ဖြုံးနေရသေးတယ်။အတန်ငယ်နောက်ကျပြီးမှပွဲစားတာမို့နောက်ဆန်ငင်ရပြန်ဖဲကြိုးတွေဖြတ်ကြလက်ခုပ်ဝိုင်းတီးကြနဲ့ရောင်ဝါဝါအခြေအနေမှာတမော့တမော့ရင့်မူရင်ကျူရှင်စင်းချိန်ထက်အရန်နောက်ကျနေလို့ကိုကိုကိုသတိပေးနေရတယ်။ မပြောင်းချင်သေးတဲ့တငယ်ချင်းတွေနဲ့ခွဲထွက်ပြီးဆိုင်ငယ်ရက်ထားရာ shopping mall ရှိမှာဆိုင်ငယ်ကိုအပြေးလွှားရွေးချယ်ကကမန်းကန်န်ထွက်ဖို့ပြင်လင်းဆိုင်ငယ်နောက်ခြေနှင်းတန်ကနောက်မှာပိတ်ရက်ထားတဲ့တခြားဆိုင်ငယ်တစ်စီးနဲ့ချိန်ကြီးမိတော့တယ်။ဟေးဘလို့လုံးလိုက်တာလဲနင်မျက်စိမမြင်ဘူးလား။လွှားကနေအနားရောက်လာပြီးဟိန်းကနေအော်ငေါက်နေပြန်တဲ့အဲ့ဒီကောင်လေးကြောင့်ထိတ်ကနေပူပန်ပြာရာခက်မိပေမဲ့မူမပြတ်အောင်မျက်နာကိုပြင်းရင်းလဲကြသွားတာနင့်ဆိုင်ငယ်လား။ လူကဂျင်းချက်ကနွမ်းဖက်ဖက်နဲ့ဘူဒီဘက်ဒီနိုင်လာတယ်လို့သူ့ဆိုင်ငယ်ကလည်းအတော်ဆုတ်လာပါပြီ။ထောက်တန်ကမြေပြင်နဲ့ပုတ်တိုက်ရဖန်များပြီးအခြေတူနေတော့မြေပြင်ကြီးကြီးမှာထောက်ထားရင်တောင်ဆိုင်ငယ်ကတချမ်းဆောင်ပြီးရိုင်းနေနေပြန်တာ။ဒါကြောင့်လဲမဆိုးစလောက်ညိမိုံလေးနဲ့ပြိုလဲကျသွားရတော့တာ။ငါအယောပေးမှာပေါ့။မြေပြင်ပေါ်ဘုံဘုံလဲနေတဲ့ဆိုင်ငယ်ကို ထူမနေရင်ဆက်ကနေလေပြန်လှည့်လာတဲ့ဒေါသအလျံတညင်းကြီးမျက်နာကိုအမြင်မှာတော့ ငါစကားမှားခဲ့ပြီဆိုတာနားလည်မိပြီနင်းနင်းဘာတောက်စကားပြောတာလဲယောက်ျားချင်းသာဆိုရင်သူငါကိုဆွဲထိုးတော့မယ်ထင်တယ်ငါကြောက်ကြောက်နဲ့ဆိုင်ကယ်မောင်းပြေးဖို့တောင်စဉ်းစားမိတယ်ဒါပေမဲ့သွေးကြောင်တာဟာရှက်စရာကောင်းတယ်နင်းကငါဆိုင်ကယ်ကိုတိုးခဲ့တာလေနင်းနင်းငါကိုတောက်မှန်ရမှာမဟုတ်လားတိုးမိတာမဟုတ်ပါဘူးမတော်တဆညှိမိသွားတာပါအမှုကြီးအောင်ပုံကြီးချဲ့နေပြန်တော့မျက်စောင်းဝင်းကျင်မိပြန်တယ် ဒါပေမဲ့နင်းလွန်တာပဲငါဆိုင်ငယ်ကဘေးမှာအလွတ်ကြီးရက်ထားတာတကယ်ကဒေါင်လိုက်စီတမ်းမီစနစ်တကျရက်ထားတဲ့ဆိုင်ငယ်တန်းနောက်မှာစီးမဲ့ကမ်းမဲ့ကက်လက်ဖြတ်ပိတ်ရက်ထားတာဒါပေမဲ့ဖက်ပြိုင်ငင်းမနေတော့ဘူးအခြေတင်ငင်းခုံမှုချိန်မရှိတော့ဘူးလေအိမ်ပြန်ချိန်နောက်ကျလွန်ပြီးကြောင်းပြေးတာမမမော်သိရင်စူချိန်ခံရတော့မှာအေးပါငါတောင်းမှမှာတယ်နင့်ဆိုင်ငယ်ပြက်စီသွားတာရှိရလဲနင့်ဘာသာပြန်လိုက်ပါငါကြတဲ့နေစိတ်ကိုပေးပါမယ်အခုတော့အရေးကြီးလို့ငါသွားတော့မယ် စကားတဝက်မှာတင်ဆိုင်ကယ်မောင်းထွက်လာခဲ့တော့ခက်ပြင်းပြင်းတက်ခေါက်တန်ကနောက်ပါမှာကပ်ပါလာခဲ့သေးတယ်။လူကပတ်စံမရှိလို့ဘူးနေပါတယ်ဆိုမှဆိုင်ကယ်ပြင်ဖို့ငွေထက်ထွက်ရသေးတယ်။ငါမှ600 900ရ။နောက်ပိုင်းမှာဇော်အောင်ကဖွင့်ဟပြောလာတော့စိတ်မကောင်းဖြစ်ရပြန်တယ်။ငါငွေထုတ်ပေးခဲ့သေးတာသူဖြစ်မယူခဲ့ပဲ။ဘာမှမဟုတ်တာလေးနဲ့အော်ယူရမှရှက်စရာကြီးတဲ့။အဲ့တော့ငါလည်းသူငါကိုအော်ငေါက်ခဲ့သေးတာ။ ဒါပေမဲ့သူအော်ဟစ်ရန်လိုမှုမှာငါတစားစနေဝင်ပျော်ပိုက်လာမိတော့တာအံ့ဩစရာမကောင်းဘူးလားငါကိုယ်တိုင်ကမိဘနှစ်ပါးစလုံးမရှိလို့အမအိမ်မှာခိုကက်နေရပေမဲ့သူ့မှာအဖေမရှိတော့တာအတွက်စိတ်မကောင်းဖြစ်ရတယ်အမိရန်ကို မခံနိုင်လို့အဖေကပြစ်ပြေးတာသူ့လေးနဲ့ဟန်ကြောင့်စိတ်မဝင်စားလာပါပဲနားဆိုင်မိခဲ့ပြန်တာအမေတို့တမိသားစုလုံးကလောင်းကစားကိုစီးပွားရေးတစ်ခုလို့ကိုရောစိတ်ပါနေဝင်လောက်ကင်နေကြတာတဲ့လေသူတို့အိမ်မှာဖဲတိုင်ခံတော့ ဖဲဝိုင်းချင်းဝိုင်းကမပြက်ရှိနေတဲ့တော့အမေကဖဲဝိုင်းနဘေးကြီးပြင်းခဲ့တာဖဲချက်တွေနဲ့လူလားမြောက်ခဲ့တာပြောရမှာပေါ့နင်းနေအရွယ်ရောက်လာတော့တအိမ်လိုရင်ဝင်ဆော့ဝင်ပါရင် လူကြီးတွေကြားဒူးတင်ပေါင်တင် တွင်ကျဲနေတော့တာမိဘတွေအကိုအမတွေကလည်းမတားမြစ်တဲ့အပြင်အရွယ်နဲ့မမြအောင်ပါရမီပါတဲ့ရေလို့တောင်အပေးအမြောက်ရှိခဲ့ကြတာတဲ့အံ့ဩစရာကြီး ီကကလေးဘွားကလေးကဇိုးဇိုးဆက်ဆက်လည်းရှိရတဲ့ဖဲနိုင်တဲ့သူစီကမုံဖိုးမျိုးမျိုးမျက်မျက်ရအောင်လဲတောင်းတနေတော့ငွေကြေးတံမိုးလည်းမသိဘူးဖဲဝိုင်းရှိရင်ငွေမရှားဘူးထင်တာပဲတဲ့တချို့လူကြီးတွေကို့အဖေရွယ်အဖိုးရွယ်လည်းယူသေးရကောင်းမှန်းမသိဘူးတဲ့ပြောစရာရှိရင်ပတ်ခနဲမထောက်မညာပြောပြတတ်တာတဲ့ဥလေးလူကြီးဆိုရင် လူကြီးလုံလုံနော်ဟုတ်လူခင်ဗျားတသက်ရှိရင်တအိမ်ဝင်လိုက်ဘာလဲဘေးကနေဖဲလင်းဆွဲလို့လုံနေတာသွေးကြောင်ရင်ကျမထမိန်ပေးမယ် ဆိုစကားတွေဟာတဆင့်စကားနဲ့တောင်စက်သိမ်းများများထားရတယ်။တခါတလေကျတော့အဖေကိုစိတ်ဆိုးတယ်။သူ့တကူစားကိုလွတ်ယုံပြေးပြီးကို့ကိုကျတော့အမေနဲ့ဒုက္ခတောကတွေနဲ့ထားခဲ့လို့လေ။အဲ့ဒီအချိန်မှာကိုမှတ်မိတည်တတ်နေပါပြီ။မူလရန်တက်နေပြီ။ကိုចောင်းဆင်းလာတော့အဖေအိမ်မှာမရှိတော့ဘူး။အမေပြောတာကတော့အမေဖဲကျွေးတွေဆက်လို့မနိုင်တော့လို့အဖေကအမေကိုပြစ်ပြေးတာတဲ့။အခုအထိဘယ်ရောက်ပြီးဘာလုပ်နေသလဲမသိဘူး။ ပြီးတော့ကိုကိုအခုထိလစ်လူရှူထားပြီးတခါမှဆက်သွယ်မလာတာလဲစိတ်နာတယ်။ငါကတော့ကိုတိုင်ဆယ်တန်းအောင်အောင်မဖြေနိုင်ခဲ့တော့ဆယ်တန်းကိုချိုးငဲ့စွာ ဖြေဆိုအောင်မြင်ပြီးတက္ကသိုလ်ဆက်မသွားနိုင်တော့တဲ့သူ့အတွက်ဝမ်းနည်းနာကျင်ရတယ်။နင်းဆိုင်ကယ်ကယ်ရီဆွဲနေတာဝင်ငွေရှိသားပဲအဝေးတင်ဆက်တက်ပါလားလူတဲ့ငွေကိုငါဖြေပေးမှာပေါ့။တော်စမ်းပါသူထုံးစံအတိုင်းအော်ငေါက်လာပြန်ရင်ငါငင်ငင်လေးနှုတ်ပိတ်ဝမ်းနေရပြန်တာပဲ။ ဒီမဲ့ကလေးမရဲ့ငါအလုံးလုံးနေတာတော်တော်စုမိဆောင်မိရနေတယ်လို့နင်ထင်သလားမိသားစုတနေ့အသုံးစရိတ်အငဲကောင်ကြောင်းစရိတ်တနေ့လှုပ်စာတနေ့တောင်အလင်းမမီဘူးစောက်ဝဲနေရေးဆိုတဲ့ဘာသာစကားတွေကိုလည်းငါနားမလဲပြန်တော့သူဒေါသထွက်နေပြန်ရောနင်လည်းအမိလိုပဲစောက်ဝဲနေရေးကြောင်းဘာမှမသိနားမလဲတဲ့အစားတွေကပဲအမိလည်းအဲ့လိုပဲသူ့ဘာသာအချင်းအကုံအပြင်ထွက်နေပြီးငါအတွက်စားစရာဘာတစ်ခုမှမစီစဉ်ခဲ့ဘူး ူပြန်လာချိန်ကမှဦးဟောင်းလောင်းနဲ့ဗိုက်စားတယ်လို့တောင်မပြောရခဲ့ဘူး။ငါညီမချိန်ကသူဖဲရှုံးလာတဲ့အချိန်နဲ့တိုက်ဆိုင်နေရင်ငါ့ကိုမဲရိုက်တော့တာ။ကို့တဝမ်းတစ်ခါတောင်ရှာမဖွေအစားတတ်ဘူးလို့အပြစ်တင်နေတာ။အဖေရှိတော့ကလည်းအဲ့လိုပဲတဲ့။ယောက်ျားကိုဘယ်တော့မှအရေးမထားပဲဖဲကျွေးဆက်ဖို့အချိန်ရောက်မှသတိရတတ်တာတဲ့အဖေကတော့အကျွေးသမားတယောက်အိမ်ပေါ်ကဆင်းသွားတိုင်းအမိကိုကလေးလိုမေးမေးပြီးအရှိုးရထက်အောင်ရိုက်တာပဲတဲ့ အဲ့ဒီအခါကျတော့လေအမေကကလေးလိုငိုခံနေပြန်တာပဲနောက်မလုတော့ပါဘူးလို့လေအဖေကိုဂတိပေးပြန်တာပဲပြီးတော့လေပြန်လှုပ်တာပဲတဲ့ငါလှဲကြရင် သူရော သူ့အဖေလိုရိုက်နဲ့အောင်မလားမသိဒါပေမဲ့ချစ်တဲ့စိတ်ကစင်ကျင်တတိကိုမေ့လျော့လစ်ဟင်းစေပြန်တယ်အကူကြီးရဲ့ဆန်ဆက်မှာဝင်လှုပ်ပါလားမမမော်ကတဆင့်ငါပြောကြည့်မယ်လေသူ့မာနာက ခွင့်မပြုပြန်ဘူးတဲ့ ချစ်ဖို့တခုသာသိပြီးလူအကြောင်းလောကအကြောင်းမသိနားမလဲတဲ့ကောင်းမလေးလို့ဇောအောင်ကဆိုပြန်တယ်။ဖဲဝိုင်းမှာကိုပေါ်ပါသွားတဲ့ငွေကုံရင် အမေကနားထဲကနှကက်ကအစမချမ်းဘူးချွတ်ပုံလောင်းတာ။ပါသမ ्या ကုံရင်လူတကာစီလက်ဖြန့်ချေးပါရောတဲ့။ရွတ်ချင်လာရင် သူ လူရောက်မယ်ဟေးလို့ဆိုပြီးလူတကာကြောင်းအော်ရက်သေးရတဲ့တကယ်ပဲငွေယူပြီးခေါ်ရောင်တော့လိုက်တက်ပြန်တာသူ့စကားတွေတဲကအရေးအမို့တိရပြန်တော့သူ့ကိုပို့တိုးလို့သာ တနာမိတော့တယ်။ကိုမမိသေးရဲ့ကိုတို့အိမ်ကအဖေထားခဲ့တာလေ။အဲ့ဒီအိမ်ကိုအမေကဖဲပေါင်ရိုက်ပြီးပြန်မရွေးနိုင်တော့ဘူး။အကျွေးသမားကအကျွေးမဆက်နိုင်ရင်အိမ်ကိုသိမ်းမယ်။တံဖိုးတင်ပြီးငွေပြန်အမ်းမယ်ပြောတော့အမေကဖဲဝိုင်းကအကျွေးဖဲဝိုင်းမှာပဲရှင်းမယ်တဲ့။ဟိုကဇွတ်လုလာတော့အိမ်မော်ကတော့မစင်းနိုင်ဘူး။လူပါသိမ်းရင်သိမ်းဆိုပြီးလှုပ်တာ။တကယ်ပဲညီလေးကအဲ့ဒီလူနဲ့မွေးခဲ့တာလေ။ဒါပေမဲ့အမေနောက်အိမ်ထောင်ကြောင့်သူဆယ်တန်းအောင်ခဲ့တာကျေးဇူးတင်စရာမကောင်းဘူးလား။ အဲ့ဒီလူနဲ့သူ့အမိသာဆက်ပေါင်းနေဖြစ်သေးရင်သူ့ကိုဘွဲရတဲ့အထိကြောက်ဆက်ထားပေးလိမ့်မယ်ထင်တယ်။အဲ့ဒီစဉ်ကတော့သူဟာငါ့အတွက်ချစ်ကျင်စရာတနာညာတာစရာလူကလေးတယောက်သာပေါ့။ချွေးရီပြန်နေစောနန်နေတဲ့သူ့ရင်ခွင်မှာမှုေ့ခဲ့ဘူးတာခုနေပြန်တွေးတော့ကိုကိုကိုအံ့ဩရပြန်တယ်။ ရှင်စောက်လေးတို့ဒီမှာပဲခិតတာခဏရန်နာလိုက်ပြရစီနော်နားစင်အားပေးကြသူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်ကျမ်းမာပေးကင်းကြပါစီ